င်္ဂလာဘာသာတို့သမီးတို့ရေအခုကြည့်နေတဲ့တားရဲ့သမီးတွေထဲမှာဗုဒ္ဓဘာသာဆိုရင်ဒီပို့လေးကိုကြော်မသွားနဲ့နော်။ဘာကြီးရဲ့ကိုရစ်ဖြစ်ရမှန်လေးတခုဘာကြီးပြောပြနေတာပါ။ဘာကြီးဟိုတုန်းကလွန်ခဲ့တဲ့အနှစ်20လောက်တုန်းကပေါ့ကွ။အဲအနှစ်40လောက်ရှိမယ်ကွဘာကြီးအသက်20သားလောက်ကပေါ့။ဒီရွာဦးကျောင်းဆရာတော်မြောင်းတကောင်ရောက်ခါသာအဲသူဒီမှာဘာကြီးကတရားသွားနာဟုတ်ဥပုပ်သွားဆောင်တဲ့ခါကျတော့သူကတရားဟောတဲ့အထက်မှာထည့်ဟောတယ်လေခလေးတယောက်ကတဲ့တရဏဂုံ၃ပါးအနုလုံပရိလုံ အမြဲတမ်းရွတ်ဖတ်ရွတ်ဖတ်ပူဇော်နေတာတရေလည်းမစားနိုင်ဘူးဘေးသုကတ်ဆိုးလည်းမကြနိုင်ဘူးတဲ့အဲ့ဒါကိုဘာကြီးကအမှတ်ထားတာလေဘုဒ္ဓံတာရဏံဂစ္ဆာမိဓမ္မံတာရဏံဂစ္ဆာမိတန်ခံတာရဏံဂစ္ဆာမိတန်ခံတာရဏံဂစ္ဆာမိဓမ္မံတာရဏံဂစ္ဆာမိဘုဒ္ဓံတာရဏံဂစ္ဆာမိဘုဒ္ဓံတာရဏံဂစ္ဆာမိဓမ္မံတာရဏံဂစ္ဆာမိတန်ခံတာရဏံဂစ္ဆာမိအဲ့လိုအနုလုံပတိလုံအသွာအပြန်လေးပေါ့လေအဲ့ဒါရွတ်ဖတ်ဘူးဆိုတော့ဘာကြီးကမြင်ခဲ့တာအဲအဲ့ဒီနောက်ပိုင်းဘာဒီဖြစ်လဲဆိုတော့ဘေးသုကတ်ဆိုးတွေလည်းရှိတယ်ကွနော်ဘာကြီး တခါလေလက်ထိပ်ကြိုးကြည့်ဒီဘာဒီအထင်မှားအမြင်မှားအဖမ်းခံရတာရှိတယ်အဲ့ဒါမျိုးတွေဘာကြီးကိုဖမ်းသွားတဲ့အခါကျတော့နောက်ကတရခံကိုယ်တည်းကသူရဲစခန်းကိုလာပြီးတော့ဝန်ခံတယ်သူလုပ်တော်မဟုတ်ဘူးကျွန်တော်လုပ်တာပါသူ့လှုပ်ပေးလိုက်ပါဆိုတာမျိုးတွေရှိတယ်ဘာကြီးပြန်လွတ်လာတယ်တခါမှထောင်ကြတယ်ဘာညာမရှိဘူးလေကိုကတော့မလုပ်ခဲ့ဘူးပေါ့ကကိုမလုပ်ဘူးအထင်မှားအမြင်မှားဆိုရင်ဒါလွတ်နိုင်တယ်ဆိုတော့ဘာကြီးပြောတာပါနောက်သေပေးတွေမကြခဏကြုံနေကောနော်ဘာကြီးကားတိုက်တယ်ဘာကြီးနေတဲ့နေရာကိုကားတိုက်လိုက်တယ်ဘာကြီးက ိုဂျုံးပြတ်တယ်လို့မဟုတ်ဘူးတိုင်းရွာလည်းမတက်ဘူးအလိုလိုဂျုံးပြစ်ပြီးရောက်ထဲကိုခုံချလိုက်တာဘာကြီးလွတ်သွားတယ်ဘာကြီးနေတဲ့နေရာကိုအဲအလှဲပေါ့ဘာကြီးအလှဲပေါ်ဆူးကြတာဘာကြီးနေတဲ့လှဲကိုတိုက်လိုက်လှဲကြီးကတစသည်ဖြစ်သွားတယ်ဘာကြီးဘာမှဖြစ်ဘူးအဲ့ဒါမျိုးတွေခန္ဓာကြုံနေကောနော်အခုလဲဆေးုံတက်တော့ဘာကြီးအတရဏကုံသုံးပါးကိုတတိယတဲ့အချိန်တိုင်းဘာကြီးကရွတ်လာတာလीဆေးုံကဆင်းလာတော့ဆရာဝန်ကပြောတယ်ကိစ္စအရင်အဆင့်မြင့်နေပြီတဲ့မနက်ကနေရဲ့နှစ်လလောက်ပဲနေရတော့မယ်တဲ့ဒါပေမဲ့ဘာကြီးကဒီကားတော့အများကြီးရွတ်ဖက်ပူသွားတယ်အခုဆိုရင်ဘာကြီး၃နှစ်လောက်ရှိ အသက်ရှင်ရက်တည်နေနိုင်သေးတယ်။ဒါမျိုးဟာဒါတကယ်ရှိပါတယ်။ယခုမျက်မှောက်ခင်မာရောဖျားလက်ထက်ကရောဒီလိုတရဏဂုံ၃ပါးအစွမ်းကြောင့်ဘလူးဘေးယောဂဘေးတဘာဝဘေးစသီးတဲ့ဘေးတွေမှာလွမြောက်နိုင်တယ်ဆိုတာဒါတတ်တဲ့ဒါရကတွေအများကြီးရှိပါတယ်။ဖျားလက်ထက်ကဆိုရင်အဲ့ရာဇဂျူပြီးမှာပေါ့နော် တမာဒိဋ္ဌိအယူရှိတဲ့ကလေးလေးရယ်ဘုရားဘာသာကလေးလေးပေါ့။နောက်မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ဘာသာကြားကလေးလေးရယ်နှစ်ယောက်ရှိတယ်။အဲကလေးလေးနှစ်ယောက်ဟာသူတို့ကဂုံချင်းကစားကြတယ်။ဂုံချင်းကစားကြတဲ့အခါမှာဘုရားဘာသာကလေးလေးကနမောဗုဒ္ဓတနမောဗုဒ္ဓတလို့သူကအဲ့လိုအောင်းမိပြီးတော့ဆူဆူပြီးတော့အဲဂုံချင်းပြစ်တာသူကနိုင်တာများတာပေါ့နော်။အဲ့ဒီဘာသာကြားကလေးလေးကလည်းသူရဲ့ ကိုယ်ခွဲရဖြစ်တဲ့အဲ့ဒီဒိဋ္ဌိတွေရဂုံကိုအောင်းမေ့ပြီးတော့နမောအရဟံတာနံနမောအရဟံတာနံဆိုပြီးတော့ရွရွရွပြီးတော့ဂုံချင်းပြစ်တာပေါ့နော်။ तू ကဆုံးတယ်တဲ့။ဆုံးတာများတော့အဲ့ဒီဗုဒ္ဓဘာသာကလေးလေး तू ကကြည့်ပြီးတော့အမူအရာကိုကြည့်ပြီးတော့ဒီကောင်ဘာတွေဆိုဆိုပြီးတော့ငါ့ကိုနိုင်နေတာလဲပေါ့နော်။အာ तू ကစိတ်ဝင်စားပြီးတော့အဲ့ဒီဗုဒ္ဓဘာသာကလေးလေးစီမှာ तू ကတင်းယူတယ်။ငါ့ကိုလည်းမင်းရဲ့မန္တန်ကိုတင်ပြီးတဲ့။ ငါလည်းနိုင်ကျင်တာပေါ့နော်အဲဒါဆိုလို့ရှိရင်ငါတင်ပေးမယ်ဆိုပြီးတော့ဒီမှာနမောဗုဒ္ဓတအဲ့လိုမျိုးစာစီတိပိတန်ကနမောဓမ္မတနမောတန်ခတအဲ့တရဏဂုံ၃ပါးကိုတင်ပေးလိုက်တာယန္နာ၃ပါးရဲ့ဂုံကျေးဇူးကိုတင်ပေးလိုက်တာပေါ့နော်အဲ့အချိန်ကနေစပြီးတော့မိစ္ဆာတိတိကလေးလေးကလည်းအဲ့လိုမျိုးနမောဗုဒ္ဓတနမောဗုဒ္ဓတလို့ဟိုစီဖြန်းနေလေးရှိတယ်တဲ့တနေ့တော့အခါမှာ အဲ့ဒီမိစ္ဆာဒိဋ္ဌိအယူရှိတဲ့ဘာသာကြားကလေးလေးရဲ့အဖေကသူကတောထဲမှာထင်းတွတ်တိုက်ဖို့နွားလဲနဲ့လာခဲ့တာနွားလဲနဲ့လာပြီးတော့သူ့ရဲ့သားလေးကိုခေါ်ပြီးတော့တောအုပ်တွေသွားပါတယ်အဲတောအုပ်ရဲ့တနေရာတင်းချိုင်းရဲ့တင်းချိုင်းကုန်းရဲ့အနီးမှာပေါ့နော်သူတို့လှဲကိုဖြုတ်ပြီးတော့နွားတွေကိုလှန်ထားလိုက်တယ်အဲနွားတွေကိုဖြုတ်ဖြုတ်ပြီးတော့တနေရာတနေရာ ဟိုမြက်တွေရှိတဲ့နေရာမှာတင်းတင်းတဲ့နေရာမှာလှုပ်ထားလိုက်တာပေါ့အဲသူတို့ကအဲရေအိုင်ရှိတဲ့နားမှာရေပြည့်ချမ်းသာရအရင်မှာထမင်းစားကြတယ်ထမင်းစားကြတော့အဲညနေချမ်းအခါမှာမျိုးပေါ်တို့သွားတဲ့နွားအုပ်တအုပ်ရှိတယ်အဲ့ဒီနွားအုပ်နဲ့အတူတကွခုနကမိစ္ဆာဒိဋ္ဌိတခါကြီးလှန်ထားတဲ့နွားနှစ်ကောင်လဲရောရောင်ပြီးတော့ပါသွားတယ်တဲ့ အဲ့တော့သူတို့ပြန်ထွက်တဲ့အခါမှာနွားတွေကမတွေ့တော့တဲ့အခါကျတော့အဲ့ဒီမိစ္ဆာဒေဒီကလေးလေးရဲ့အဖေကနွားတွေသွားဆောင်มาပေါ့ဆိုင်းဆိုင်းနဲ့အဲ့ဒီမြို့တွေကိုရောက်သွားတာနွားတွေတွေ့တဲ့အခါမှာမိုးကချုပ်နေပြီမိုးချုပ်နေပြီသူအမြန်ပြန်လာခဲ့တယ်သူမြို့ပြင်မှာရှိတဲ့တားလေးစီကိုပြန်လာပြီမဲ့လို့သူကမမီတော့ဘူးအဲ့ဒီမြို့တကာပိတ်သွားပြီမြို့တကာပိတ်သွားတဲ့အခါမှာသူကအဲ့မှာမြို့ထဲမှာပဲနေခဲ့ရတယ်ညအခါရောက်တော့ အဲ့ဒီမိစ္ဆာဒိဋ္ဌိကလေးလေးကတញ្ញံကုန်းရဲ့အနီးမှာလည်းဖြစ်တဲ့အတွက်ကြောင့်ကြောက်ပြီးတော့လှဲအောင်မှာတယောက်တည်းအိတ်နေတယ်တဲ့အိတ်ပြောနေစားတယ်။မြားတကောင်ရောက်တဲ့အခါမှာတញ្ញံကုန်းအနီးကဘလူးနှစ်ကောင်ကထွက်လာတယ်တဲ့။ဘလူးနှစ်ကောင်ကလည်းတမာအယူတမာအယူရှိတဲ့ဘလူးအမြင်မှန်ရှိတဲ့ဘလူးပေါ့ဗုဒ္ဓဘာသာဘလူးဘလူးတွေကလည်းအဲ့ဒီဘာသာကွဲသေးတယ်။နောက်တစ်ကောင်ကမိစ္ဆာဒိဋ္ဌိအယူရှိတဲ့ဘလူးနှစ်ကောင် အဲ့ဘလူးနှကောင်လာပြီးတော့လှဲအောင်မှတွေ့ကလေးလေးကိုတွေ့တော့မိစ္ဆာဒီဒီဘလူးကပါပြောလဲဆိုတော့ဒီကလေးလေးကငါတို့ရဲ့အစာပဲငါတို့သူ့ကိုစားမယ်ဆိုပြီးတော့အဲ့လိုပြောတယ်တဲ့တမာဒီဒီအယူရှိတဲ့ဘလူးကမစားနဲ့ဒါတခုတခုဖြစ်လိုက်မယ်ပေါ့နော်အန်ဒီရဖြစ်လိုက်မယ်အဲ့လိုပြောပြတယ်မင်းအောင်မိစ္ဆာဒီဒီဘလူးကကလေးလေးရဲ့သူ့ကစားဖို့အတွက်ကလေးလေးရဲ့ခြေထောက်နှစ်ဖက်ကိုဆွဲလိုက်တဲ့အခါမှာမိစ္ဆာဒီဒီကလေးလေးကသူတို့ ကစားတုံးကဗုဒ္ဓဘာသာကလေးစီမှာသင်ခဲ့တဲ့ဖះရဲ့ဂုံတော်ကိုအောက်မေ့ပြီးတော့နမောဗုဒ္ဓတနမောဗုဒ္ဓတလို့ရောင်ရမ်းပြီးတော့ဆိုလိုက်တာအဲ့ဘလူးကလွင့်ထွက်သွားတယ်တဲ့အနောက်ကိုဆုတ်ပြီးတော့ရက်နေရတယ်တဲ့မကင်နိုင်တော့ဘူးအဲ့တော့တမာဒိတိဘလူးကဘာပြောလဲဆိုတော့ငါတို့မဖြူအပ်တဲ့အမှုကိုပြုလုပ်လိုက်ပြီတဲ့ငါတို့အဲ့ဒီကလေးလေးပေါ်ကိုပြစ်မှားလိုက်ပြီဆိုပြီးတော့ အဲ့ကလေးလေးအပေါ်မှာပြစ်မှားမိတဲ့အတွက်ကြောင့်ငါတို့ဒဏ်ထမ်းရမယ်တဲ့အဲ့လိုပြောတာဘယ်လိုဒဏ်ထမ်းလဲဆိုတော့သူတို့နှစ်ယောက်လုံးဟာဘလူးနှစ်ကောင်လုံးဟာကလေးလေးကိုကလေးလေးရဲ့မိဘနှစ်ပါးကဲသို့အနီးနားမှာတညလုံးစောင်းစောင်းနေရတယ်တဲ့မိစ္ဆာဒီတီဘလူးကြီးကအဲ့ဒီမြို့ထဲသွားပြီးတော့ဘရင်နှန်းတော်ထဲကဆွေဘွက်တစ်ခွက်ကိုယူပြီးတော့ခဲဘွက်ဘောစင်းနဲ့အပြည့်ထည့်လာခဲ့ပြီးတော့အဲ့ကလေးလေးကို ထမင်းဝါအောင်ကျွေးကျွေးပြီးတော့တညောင်းလုံးဆောက်ဆောက်ပြီးတော့မိဘနှစ်ပါးကဲလို့ဆောက်ဆောက်ပြီးတော့နေနေတယ်တဲ့အဲ့ဒါတို့ရဲ့ဒံပေါ့နော်ပြောချင်တာကဘေးအန္တရာယ်တွေကြုံလာတဲ့အခါမှာတဏ္ဏဂုံ၃ပါးကိုမမေ့ပါနဲ့တဏ္ဏဂုံ၃ပါးကြောင့်ဘေးအန္တရာယ်တွေမှာလွတ်မြောက်လာတဲ့သူတွေဟာယနေ့ခေတ်မှာလည်းရှိတယ်ဗုဒ္ဓခေတ်မှာလည်းရှိတယ်အခုလိုအချိန်ခါမျိုးမှာဆိုရင် လူတွေကအတေအပြောက်များပြီးတော့အပုံနှံတွေကထွက်နေပါဘောနော်အဲဆိုအပုံနှံတွေထွက်လာတဲ့အခါမှာအဝေဒါလီဘလူးစီးတလိုမျိုး ဖြစ်လာတတ်တယ်ဘလူးတွေကအပုံနှံရလို့ဆိုရင်လာတတ်တယ်အဲကြောင့်မို့အဲလိုဘလူးအန်တွေကလွတ်မြောက်အောင်လို့ယရနာ၃ပါးကိုမမေ့ပါနဲ့ယရနာ၃ပါးကိုမမေ့ပါနဲ့တရံကုန်၃ပါးကိုအမြဲပွားပါရွတ်ဖတ်ပါအမြဲတည်ရပါယရနာတုပ်တွေကိုလည်းရွတ်ပါ ဒါယရဏသုံးပါးကြောင့်ဘေးအပေါင်းမှလွမြလွမြောက်နိုင်တဲ့အကြောင်းကိုဦးစင်းပြောပြတာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်